ားပါရှင်ရန်ကုန်ခစ်တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်သူတွေကိုလေကြောင်းတိုက်ခိုက်တပ်ဖြတ်တာတွေအတွက်အဓိကတာဝန်ရှိတဲ့မင်းအောင်လိုင်းနဲ့စိုးဝင်ပါဝင် လေတက်နဲ့စစ်ဘက်အရာရှိ22ယောက်ကို Fortify Rise ကဖော်ထုတ်လိုက်ပါတယ်ချောင်းမျိုးပေါ်မှာရှိတဲ့ကိုရီးယားဘာသာစကားသင်တန်းကျောင်းကို စစ်တပ်ကဝင်ရောက်စီးနှင်းပြီးအသက်20အရွယ်လူငယ်73ယောက်ကိုပေါ်တာဆွဲဖမ်းဆီးသွားတဲ့သတင်းအပအဝင်မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပြမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြမပြည်သူတွေကိုလေချောင်းတိုက်ခိုက်တပ်ဖြတ်မှုတွေအတွက်အ धिक တာဝန်ရှိတဲ့မင်းအောင်လှိုင်နဲ့စိုးဝင်းပါဝင် လေတက်နဲ့စစ်ဖက်အရာရှိ22ယောက်ကို Fortified Rice ကပြီးခဲ့တဲ့ရက်ပိုင်းကအစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ဖော်ထုတ်လိုက်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ၄ရက်နေ့က Fortified Rice အဖွဲ့ကထုတ်ပြန်လိုက်တဲ့အစီရင်ခံစာအသစ်မှာတော့ကချင်နဲ့ကရင်နီပြည်နယ်မှာရှိတဲ့အရက်သားတွေနဲ့အကာအကွယ်ပေးထားတဲ့နေရာတွေကိုတည်ဆုံမှုဖြစ်စေနိုင်တဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွက်တာဝန်ရှိတဲ့မြန်မာအာဏာသိမ်းစစ်အုပ်စုအရာရှိ22ယောက်ရဲ့နာမည်တွေ တိုက်ခိုက်မှုတွေကို အမိတ်ပေးခွင့်ပြုခဲ့တဲ့စစ်ဌာနချုပ်၈ခုနဲ့လေကြောင်းအပြင်လက်နက်ကြီးတိုက်ခိုက်မှုတွေနဲ့သက်ဆိုင်နေတဲ့တပ်ရင်းတပ်ဖွဲ့၁၂ခုကိုဖော်ထုတ်လိုက်တာပါ။အဲ့ဒီတိုက်ခိုက်မှုတွေအတွက်မင်းအောင်လိုင်းစိုးဝင်းအပါဝင်စစ်အရာရှိကြီး၂၂ယောက်ဟာနိုင်ငံတကာဥပဒေအရစစ်အရာဇဝဲမှုမြောက်ပြီး၂၀၂၃ခုနှစ်အောက်တိုဘာလကနေ၂၀၂၄ခုနှစ်နိုဝင်ဘာလအတွင်းကိုစာတင်ကြောင်းတွေ ခရိယံဖျားเจ้าတွေစစ်ရှောင်စခန်းတွေစေးရုံတွေနဲ့နေအိမ်တွေကို မတရားဘုံကျဲတိုက်ခိုက်တာတွေနဲ့တိုက်ရိုက်သက်ဆိုင်နေတဲ့စစ်ကောင်းဆောင်တွေတရင်တပ်ဖွဲ့တွေနဲ့လေတပ်စခန်းတွေစီကိုဥတီညွန်ပြနေတဲ့တပ်တွေအထောက်ထားအသစ်တွေကိုလည်း Fortified Rice ကအစီရင်ခံစာရဲ့စုံစမ်းစစ်ဆေးမှုမှာဖော်ပြထားပါတယ်။အဲ့ဒီဖော်ပြချက်အရတော့လေကြောင်းတိုက်ခိုက်မှုတွေအတွက်တာဝန်ရှိသူ22ယောက်မှာ မင်းအောင်လိုင်းစိုးဝင်းကြော်စွာလင်းဘိုးချုပ်ကြီးမောင်မောင်အေးတို့ပါဝင်ပြီးထိတ်တန့်အရာရှိကြီးတွေမှာတော့ဒုတိယဘိုးချုပ်ကြီးအဆင့်ကိုကိုဦးတေစာကျော်နိုင်နိုင်ဦးအောင်အောင် တိုင်းမှုတွေအနေနဲ့ကတော့မြောက်ပိုင်းတိုင်းမှုဘိုးမှုချုပ်အောင်စော်ထွေးရပခတိုင်းမှုဘိုးချုပ်စော်မင်းလက်ဒါဆာကတိုင်းမှုဘိုးမှုကြီးကျော်ဖုံးအောင်ဒါဆာကလွိုင်ကော်ကဘိုးမှုချုပ်အောင်ကျော်ခိုင်းစကခမှုတွေအဖြစ် အမတ်27စခကမူဘိုမူးချုပ်တင်မင်းလက်အမတ်ခွန်စကခမူဘိုမူးကြီးကျော်သူရတို့ပါဝင်ပါတယ်။ဒါအပြင်လေတက်ဘက်ကတော့လေတက်ဦးစီးချုပ်ဘိုချုပ်ကြီးထွန်းအောင်ဒုဘိုချုပ်ကြီးစောဝင်းမြင့်တရားလေတက်စခန်းကဘိုမူးချုပ်မောင်မောင်စိုးလဲတာဝန်ရှိသူ22ဦးစီးရင်မှာပါဝင်တယ်လို့သိရပါတယ်ရှင်။တဖက်မှာလည်းမြမအရေးနဲ့ပတ်သက်ပြီး ြည်တွင်းပြည်ပမြန်မာရက်ဖက်အဖွဲ့206ခုကတောင်းဆိုနေပါတယ်။အကြမ်းမစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုကုလသမဂ္ဂအထွေထွေညီလာခံကရှုတ်ချဖို့အတွက်ပြည်တွင်းပြည်ပမြန်မာရက်ဖက်အဖွဲ့206ခုကတောင်းဆိုလိုက်ပါတယ်။ကုလသမဂ္ဂအထွေထွေညီလာခံရဲ့အဖွဲ့ဝင်နိုင်ငံတွေနဲ့ကုလသမဂ္ဂအထွေထွေအတွင်ရင်းမှုချုပ်စီကိုအရက်ဖက်အဖွဲ့206ခုကစက်တင်ဘာလ၄ရက်နေ့မှာအိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့ခဲ့ပြီး အဲ့ဒီစာမှာတော့မြမစစ်တပ်ရဲ့အတုရောင်ရွေးကောက်ပွဲကို ကုလသမဂ္ဂညီလာခံကရှုံချပြီးမြမလူထုရဲ့ဒီမိုကရေစီလိုလားချက်တွေကိုထောက်ခံဖို့အတွက်အဓိကတိုက်တွန်းထားပါတယ်စစ်တပ်ရဲ့အတုရောင်ရွေးကောက်ပွဲကိုလုံးဝပယ်ချပြီးမြမပြည်သူလူထုရဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးကြိုးပမ်းအားထုတ်မှုတွေကိုပြတ်သားစွာထောက်ခံအားပေးဖို့အတွက်တောင်းဆိုထားပြီး တမ်မကြီးဦးကျော်မိုးထွန်းကိုလည်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြင့်ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက်ကုလသမဂ္ဂအထွေထွေညီလာခံကိုတိုက်တွန်းထားပါတယ်မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်ရဲ့လုတ်ပိုင်ကွင်းကိုအဆုံးသတ်ဖို့နဲ့မြန်မာအကြက်တဲကိုဖြည့်ရှင်းတာမှာ ကုလသမဂ္ဂအတွင်ရေးမှူးချုပ်ကဥဆောင်ဖို့ကိုလည်းတိုက်တွန်းထားပါတယ်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုပြပြတ်တတ်တာရှုံချဖို့အတွက် လာမယ့်ကုလသမဂ္ဂအထွေထွေညီလာခံမှာမြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်ချမှတ်ဖို့ကိုလည်းတောင်းဆိုထားပါတယ်။စစ်တပ်ကဘလို့ပဲအမိပြောင်းပြောင်းမြန်မာနိုင်ငံမှာရွေးကောက်ပွဲလုပ်ငန်းစဉ်တွေလှုပ်ဆောင်ဖို့စစ်တပ်အနေနဲ့ဥပဒေအရသာမက နိုင်ငံရေးအရပါတရားမဝင်ပဲစစ်တပ်ကရွေးကောက်ပွဲကျင်းပဖို့ကိုနေမြေစိုးမိုးရေးနဲ့အုတ်ချုပ်ရေးထိန်းချုပ်မှုကင်းမဲ့နေတယ်လို့လည်းထောက်ပြထားပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲကျင်းပမယ် စစ်တပ်ရဲ့အစီအစဉ်အားတရားမဝင်ပဲစစ်တပ်ကအကြမ်းဖက်မှုဖိနှိပ်မှုနဲ့အယက်သားတွေပေါ်ရက်ဆက်ကြမ်းကြုတ်တဲ့ယာဇဝင်းမှုတွေကိုအချိန်မြင့်လှုပ်ဆောင်နေတဲ့အချိန်မှာတရားဝင်မှုကိုရရှိဖို့အတွက်ကိုပဲရွေးကောက်ပွဲကိုကျင်းပဖို့ကြိုးပမ်းနေတာပါမြမအရေးနဲ့ပတ်သက်ပြီးအထူးတန်တမန်ရဲ့လုတ်ပိုင်ကွင်းတွေကိုရက်ဆိုင်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုချုပ်ကစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုအချိန်ဟုန်နဲ့အဆုံးသတ်ဖို့ စစ်တပ်ကကျူးလွန်တဲ့ရာဇဝဲမှုတွေကိုတာဝန်ခံမှုရှိစေဖို့နဲ့အားလုံးပါဝင်နိုင်တဲ့ Federal Democracy အတွက်မြန်မာလူထုရဲ့တော်လှန်ရေးကိုပံ့ပိုးကူညီဖို့အတွက်ကိုနိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုကအရေးတကြီးဥဆောင်ရမယ်လို့လည်းအရက်ဖက်အဖွဲ့တွေကတောင်းဆိုထားပါတယ်ရှင်။မကွေးတိုင်းဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းချောင်းမြို့ပေါ်မှာရှိတဲ့ကိုရီးယားဘာသာစကားသင်တန်းကျောင်းကို အကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးတော့အသက်20ဝန်းကျင်လူငယ်73ယောက်ကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ပြည်သူညီနောင်စနေတရင်တာဝန်ခံကိုပြည်သူကရန်ကုန်ခေတ်စ်ကိုပြောပါရယ်မနေ့ကစက်တင်ဘာလ4ရက်နေ့မှာချောင်းမြို့ပေါ်မှာရှိတဲ့ကိုရီးယားဘာသာစကားသင်တန်းကျောင်းကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းခဲ့ပြီး အသက်20ဝန်းကျင်အရွယ်ရှိတဲ့လူငယ်အမျိုးသား73ယောက်ကို ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါရယ် ဖမ်းဆီးခံရတဲ့လူငယ်တွေကတော့စလင်းမြို့နယ်ရေပေါ်ကျွန်းကျေးရွာကတဦးလက်ပံကျွန်းကျေးရွာက6ဦးနဲ့ကြံလူငယ်တွေရဲ့နေရက်လိပ်စာကိုတော့မသိရှိရသေးပေလက်ရှိချိန်မှာတော့အကြံဘတ်စစ်တပ်ကဖမ်းဆီးသွားတဲ့လူငယ်တွေကို6မြို့ရေစကန်မှာချုံနောင်ထားတယ်လို့သိရပါတယ်အခုလိုပဲစတင်ဘာလ3ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့စလင်းမြို့နယ်စင်ကြုံကျေးရွာကလူငယ်2ဦးကို ငွေကျပ်390နဲ့ပြန်ရွေးခိုင်းတဲ့အပြင်စလင်းမြို့နယ် Family House စားတောက်ဆိုင်အတွင်းမှာအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတဲ့အမျိုးသမီးတဦးကိုလည်းငွေကြေးနဲ့ပြန်လဲရွေးထုတ်ဖို့အတွက်မိသားစုဝင်တွေနဲ့ညှိနှိုင်းမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်ရှင်။ဆလဘီမကွေးတိုင်းဘက်ကိုကြည့်အောင်ပါ။မကွေးတိုင်းမင်းဘူးခရိုင်ပွင့်ဖြူမြို့နယ်ကမဲဇလီကုန်းရေစက်ခန်းကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရကြောင်း စစ်သားနဲ့ပြူစော်တီ21ယောက်သေဆုံးခဲ့တယ်လို့မြိုင်ဘက်ကဖကထုတ်ပြန်ထားပါတယ်။စတေမာလာ၄ရက်နေ့ကတော့ပွင့်ဖြူမြို့နယ်မဲဇလီကုန်းရေစခန်းကနေထွက်လာတဲ့အဂျမ်ဘတ်စစ်ကောင်စီရဲ့ခါလာယာ253ခါလာယာ254ခါလာယာ255တပ်တွေကစစ်သားတွေဝါတက်ကစစ်သားတွေမဲဇလီကုန်းရေစခန်းကရဲနဲ့စစ်သားတွေကြောင်ကုန်ကြီးရွာရွာခံရွာနဲ့ ကုန်းဆောင်ရွာက ပြူစောထီတွေစတဲ့ပူပေါင်းအင်အား200ကျော်ပါတဲ့စစ်တမ်းကိုပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကညောင်ကိုင်းကြီးရွာအနောက်မြောက်ဖက်မြင်းဒီကုန်းတောကျောင်းအနီးအရောက်မှာပဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုမှာမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးစစ်သားနဲ့ပြူစောထီ22ယောက်သေဆုံးကအများပြတံရရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြံဘတ်စစ်တပ်စစ်ကြောင်းဟာထပ်ပြီးအင်အားအများအပြားဖြစ်တင်းက ရှေ့ဆက်ဖို့ပြင်ဆင်နေပြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်းအသည့်နေရယူထားကပြန်လည်တိုက်ခိုက်နိုင်ဖို့အတွက်ဆောင်ရွက်နေတယ်လို့အသိပေးထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုမြိုင်ပကဖမင်းမှုခရိုင်တရင်လေးမြိုင်ပေါက်ပကဖစုဖွဲ့မှုနဲ့မြိုင်ပေါက်ဒရုန်းတင်တက်ပခိုးကူပကဖနဲ့ပွင့်ဖြူမြို့နယ်ပါလာဖာတို့ကနေမြေမခွဲခြားပဲညီညီညွညွနဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ အခုလိုပဲမကွေးတိုင်းတဲကမြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့တရက်ကံပြူစောထီရွာကိုလက်နက်ကြီးတွေ drone တွေနဲ့နှစ်ရက်ဆက်တိုက်တိုက်ခိုက်ခဲ့တာမှာတော့အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးမှုရှိနိုင်တယ်လို့ TYK ပျောက်ကြားတပ်ဖွဲ့ရဲ့ရဲဘော်စောကြီးကရန်ကုန်ခေတ္တကိုပြောပါရယ်စတင်မလာ၂ရက်နေနဲ့၃ရက်နေတို့မှာမြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့တရက်ကံပြူစောထီရွာကိုလက်နက်ကြီး drone နဲ့တော်လန်ရေးတပ်ဖွဲ့တွေက ပူပေါင်းတိုက်ခိုက်ခဲ့ရာကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုလောင်ကစားလုံနေတဲ့နေရာကိုကြားရောက်ပောက်ကွဲခဲ့ပြီးပြူစောတိတအူးကတော့လက်မောင်းနဲ့ခြေထောက်ကိုထိမှန်ကနောက်တစ်ယောက်ကတော့လက်မောင်းကိုရှက်ထိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ကလည်းတရက်ကံပြူစောတိရွာရဲ့ပြည်သူစစ်ကောင်ဆောင်ကစစ်သက်စီကိုစားစရာက မရှိတော့တာကြောင့်စာနယ်ရိတ်ခါအကူအညီတောက်ခံတာလည်းရှိခဲ့ပါတယ်လို့သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုမြိုင်ပကဖတပ်ဖွဲ့ဝင်လက်အောက်ခံတွေဖြစ်တဲ့ TYK ပျောက်ကြားတပ်ဖွဲ့စစ်ကြာသေးတကာကွယ်ရေးအဖွဲ့တောင်းမှန်အဖွဲ့နဲ့ဂလုံပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ကညီညွတ်စွာပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။ပဲခူးတိုင်းဘက်မှာတော့ပဲခူးတိုင်းပေါင်းတိန်မြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား6ဦးပွဲချင်းပြီးသေဆုံးကဒဏ်ရာရသူတွေကိုတော့ရွှေတောင်မြို့ဂရင်တရားစစ်စေးရုံကိုပို့ဆောင်ထားတယ်လို့363တက်ရင်စစ်ထောင်လန်းရင်းနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ3ရက်နေ့မနက်9:40မိနစ်ခန့်မှာပေါန့်တယ်မြို့နယ်ညောင်နေပင်အုပ်စုကြောက်ကြီးတောင်နဲ့ညောင်နေပင်ရွာအကြားမှာအကြမ်းဖက်စစ်သား62ယောက်ပါဝင်တဲ့စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်းရှစ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ပြီးစနိုက်ပါလက်နက်ငယ်တွေနဲ့လည်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သား6ယောက်ပွဲချင်းပြီးသေဆုံးက9ယောက်ကတော့အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးစစ်သားအလောင်းတွေနဲ့ဒဏ်ရာရရှိသူတွေကိုတော့ထန်းစင်နဲ့ကြောက်ကြီးတောင်စစ်တပ်ဂိတ်စခန်းကိုတယ်ဆောင်သွားကအဲ့ဒီကနေတဆင့်ရွှေတောင်မြို့ဂရင်တရာစစ်ဆေးရုံကိုဖော်ကာနက်စီးနဲ့တယ်ဆောင်သွားတယ်လို့သိရပါဗျ။ တိုက်ပွဲအတွင်းမှာအထိနာခဲ့တဲ့အကြံဘတ်စစ်တပ်ကအဲ့ဒီနေ့ညနေ3:00နာရီခွဲမှာတော့ရွှေတောင်မြို့နယ်ပိုလေကုန်းတပ်ကစစ်တပ်လေဒီနှစ်စီးနဲ့ပေါင်တဲမြို့နယ်လက်ပံခုံးရွာနဲ့တောင်ခမောက်ရွာတို့ကိုဘုံ၆လုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုပြူဟာ27ကိုကဲမှုအောက်မှာရှိတဲ့363ညတဲ့တရင်တက်ခွဲတင်363ညတဲ့တရင်တက်ခွဲနှစ်နဲ့363ညတဲ့တရင်စနိုက်ပါအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါရဲ့ရှင် ဆက်လက်တင်ဆက်ပေးမှာကတော့ပဲခူးတိုင်းကြောက်ကြီးမုံကားလမ်းမှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုတိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်ကဒုတက်ရင်မှုအပအဝင်6ဦးသေဆုံးခဲ့တယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးဗဟိုကသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ2ရက်နေ့မှာကြောက်ကြီးမုံကားလမ်းကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တို့က မြေရဲရွာအနီးမှာပဲကြားပြတ်တိုက်ခိုက်ခဲ့ကြပါတယ်စစ်တပ်ကလေရင်တွေလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ကူခဲ့ရပေမဲ့လည်းထိခိုက်သေးဆုံးမှုတော်တော်များတာကြောင့်တပ်ပြန်ဆုတ်ခဲ့ရတယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ဘက်ကဒုတရင်မှုတဦးနဲ့တပ်ခွဲမှုတဦးအပါအဝင်6ဦးသေဆုံးပြီး16ယောက်ခန့်ကတော့ဒဏ်ရာရရှိခဲ့ကောင်လက်နက်ခဲရန်အများအပြားကိုလည်းတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကသိမ်းဆီးရရှိခဲ့ကြပါတယ် ကြောက်ကြီးမုံကာလန်ပိုက်ကိုစစ်တပ်ကပြန်လည်ရယူဖို့အတွက်လက်နက်ကြီးတွေနဲ့နေတိုင်းပစ်ခတ်နေပြီးမြေပြင်စစ်ကြောင်းတွေနဲ့လည်းအဆက်မပြတ်ထိုးစစ်တွေလှုပ်ဆောင်နေတာကြောင့်ဒေါ်လန်ရေးပူပေါင်းတပ်တွေကစစ်တပ်ကိုလမ်းတက်လျှောက်ဖျက်တောက်တိုက်ခိုက်နေတယ်လို့သိရပါတယ်။အခုလိုပဲစကိုင်းနိုင်ရေဦးမြို့မြောက်ပိုင်းကိုစစ်ကြောင်းထွက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးမှုရှိနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်ပကဖတာဝန်ခံကရန်ကုန်ခေတ်စ်ကိုပြောပါရယ်မနေ့ကစက်တင်ဘာလ9ရက်နေ့မနက်8:03မိနစ်ခန့်အချိန်ကလည်းရေဦးမြို့မြောက်ပိုင်းကိုစစ်ကြောင်းထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား60ခန့်ကိုရေဦးမြို့နယ်ရွာသိပ်ရွာအနီးအရောက်မှာပဲရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်အကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်တာတော့မရှိပဲ အကြံဘတ်စစ်ကောင်စီတပ်သားတွေအထိနာသွားတာကြောင့်မနက်၁၀နာရီခန့်မှာရေဦးမြို့ကို ပြန်လည်ဝင်ရောက်သွားတယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပဲခူးတိုင်းညောင်လေးပင်မတ်တောက်ရွှေကျင်လမ်းပိုက်မှာရှိတဲ့အကြံဘတ်စစ်တပ်စစ်စေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာမှာတော့စစ်သား၂ဦးသေဆုံးပြီးတလန့်လက်လက်တင်းစီရရှိခဲ့တယ်လို့ Fire Dragon PDF ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကစက်တင်ဘာလ9ရက်နေ့မနက်6နာရီခန့်ကညောင်လေးပင်မတ်တောက်ရွှေကျင်လမ်းပိုက်မှာအင်အား20ခန်းနဲ့ယာယီအထိုင်ချကဂိတ်ဖွင့်ပြီးစက်ကြီးကောက်နေတဲ့စစ်သားတွေကိုတော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်က2ဦးသေဆုံးခဲ့ပြီးတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ရဲ့ညောင်လေးပင်မြို့ ခမာယာ20တရင်မှာတက်ဆွဲထားတဲ့စစ်သားတွေကလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့လေတော်လန်ရဲ့ရဲဘော်တွေကတော့အထီးကိမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သားတွေစီကနေ MA1 တနက်တလက် MA2 တနက်တလက် G180 တောင်း G ပေါက်5ခုနဲ့အင်နာကနှလုံးတို့ကို PDF တပ်ဖွဲ့တွေကတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို Fire Dragon နဲ့ Fire Dragon Commando PDF တပ်ဖွဲ့ဝင်တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လန်ရေးရဲဘော်တွေကတော့အထီးကိမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။